မကွေးတိုင်းစလင်းမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ရင်နံတွေတိုက်ခိုက်ခံရတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းစလင်းမြို့နယ်ကိုတင့်ကား၄စီးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရင်နံကိုမင်းမှုခရိုင်အမှန်ကတရင်ကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ဇွန်လဒုတိယအပတ်တုန်းကကံပြောင်းရဘက်ကနေပသိမ်မုံရွာကားလန်တိုင်းထိုးစစ်ဆင်လာတဲ့စစ်ရင်တန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ရဲ့စစ်ရင်နှံတွေရှေ့ဆက်မတိုးနိုင်ပဲကံပြောင်းရဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ဒါ့အပြင်ပသိမ်မော်ရွာလမ်းပိုင်းပေါ်ကစစ်တပ်ရဲ့နောက်ထပ်ခြေလင်းစစ်ကြောင်းကိုလည်းတော်လိုင်းရေးပူးပေါင်းတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ16ရက်နေ့မှာလဲစလင်းမြို့နယ်တွေကခင်ဘလူရွာရဲတော်လန်းတိုင်းဝင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်းရေးပူးပေါင်းတပ်တွေကထပ်မံခုခံပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးဇွန်18ရက်မှာလဲပိတ်ဆက်ကျေးရွာကိုစစ်တပ်စစ်ကြောင်းထိုးလာလို့တော်လန်းရေးတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ပိတ်ဆက်ကျေးရွာရဲစစ်တပ်စစ်ကြောင်းဝင်ရောက်တဲ့အချိန်အရက်သားနေအိမ်တွေမိရှုဖြက်စီးခံခဲ့ရတယ်လို့မင်းမှုခရိုင်အမှန်ကတည်ရင်ကပြောပါတယ် ဆလင်းမြို့နယ်က9ရက်ကြာတိတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။နောက်ထပ်2ဦးကိုတော့အရှင်ဖမ်းဆီးရမိထားတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောထားပါတယ်ရှင်။